မင်္ဂလာပါဒီနေ့နိုဝင်ဘာလ၁ရက်နေ့အတွက်အရာထားတဲ့အချက်လက်တွေကိုအတူတူကြည့်ကြအောင်ဟုတ်ကဲ့ခင်ဗျာလက်ထက်မှာအထူးကသတင်းရင်းမြစ်နှစ်ခုရှိပါတယ်တစ်ခုကဒီနေ့မနေ့ထုတ်ပြန်ထားတဲ့ပင်လယ်ပြင်ခရီးအတွက်မိုးလေဝဒခန့်မှန်းချက်ပါအင်းနောက်တစ်ခုကတော့အောက်တိုဘာလနောက်ဆုံး၁၀ရက်ပတ်အချိန်နဲ့ပြန်တုံးသက်ချက်နဲ့နိုဝင်ဘာလတလုံးလုံးအတွက်စိုက်ပျိုးရေးဆိုင်ရာခန့်မှန်းချက်တွေပါတဲ့အစီရင်ခံစားပါဟုတ်ပါတယ် ဆိုတော့ဒီနေ့ဆွေးနွေးမှုမှာလေလက်ရှိကံယူတန်းအခြေအနေပြီးတော့အောက်တိုဘာလဘာတွေဖြစ်ခဲ့လဲပြန်ကြည့်မယ်ဟုတ်ကဲ့နောက်နိုဝင်ဘာမှာဘာတွေဆက်ဖြစ်နိုင်မလဲအထူးသဖြင့်စိုက်ပျိုးရေးအတွက်ဘာတွေတတိထားရမလဲဆိုတာတွေကိုအဓိကပြောသွားကြမယ်နော်ဟုတ်ပါတယ်စိတ်ဝင်စားစရာကောင်းတာတော့အောက်တိုဘာလကမုန်တိုင်းအခြေအနေတွေကလည်းနိုဝင်ဘာလအထွတ်ခမန်းချက်တွေနဲ့တိုက်ရိုက်မဆက်ဆက်ပေမဲ့တဆက်တည်းကြည့်လိုက်ရင်ယာတိဥဒုအပြောင်းလဲပုံစံတစ်ခုမြင်ရနိုင်တယ်ပေါ့ဟုတ်ကဲ့အဲ့တော့ဒီနေ့ကံယူတန်းအခြေအနေကလည်းပဲစကြည့်ကြတာပေါ့ဟုတ်ရှိနေလဲရှင် အခုချိန်မှာတော့လေဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့နောက်တောင်ပိုင်းမှာ တိုင်ကားအတက်အတင့်ပါပဲ။ဟွန်းဒါပေမဲ့ကြံတဲ့ဘင်္ဂလားပင်လယ်အော်နေရာတွေအထူးသဖြင့်ကပလီပင်လယ်ပြင်မှာဆိုရင်တော့တိုင်တွေတတုံလေးထူထပ်နေတာတွေ့ရပါတယ်။ဒါအခုချက်ချင်းတယောက်မှုရှိနေတဲ့အချက်ပါ။အော်တိုင်ထူထပ်နေတယ်ဆိုတာကမိုးရွာနိုင်ခြင်းများတယ်။လေလေးတိုက်နိုင်တယ်ဆိုတဲ့သဘောမျိုးလား။ကန်ယိုဒန်ခီးစင်တွေကဘလို့အတိပဲတက်ရောက်နိုင်ပါသလဲ။ အတိကြပါပဲအဲ့လိုတိမ်ထူနေတာက မိုးရွာဖို့လေတိုက်ဖို့အာယူနေတလို့မျိုးပေါ့အထူးသဖြင့်အထက်ကကန်ယိုတန်းခီးစဉ်တစ်ခုဟုတ်ကဲ့ရန်ကုန်တနင်္သာရီနဲ့ရန်ကုန်ရခိုင်ခီးစဉ်တွေတော့တတိထားရမယ့်အချိန်နေပါဟုတ်ကဲ့ရန်ကုန်ကနေတနင်္သာရီကန်ယိုတန်းထွားမယ့်ခီးစဉ်ကိုရင်ကြည့်အောင် ခမန်းကြက်ကဘယ်လိုရှိလဲတနင်္သာရီဘက်ခီးစဉ်အတော့နေရာတော်များများမှာမိုးထစ်ချုံရွာနေပါတယ်ဟုတ်ကဲ့ပုံမှန်အမြင်သာက၄မိုင်လောက်ရှိနိုင်တယ်ဒါပေမဲ့မိုးရွာနေချိန်မှာတော့ တမိုင်လောက်အထိပဲမြင်ရနိုင်တယ်။ဆိုတော့အဲ့ဒါကသင်္ဘောတွေအတွက်သတိထားရမယ့်အချက်ပါ။အင်းအမြင်တိုင်းရန်ကျင်းစားတာပေါ့။ဟုတ်တယ်။ပြီးတော့လေကလည်းတောင်ဒါမှဟုတ်အနောက်တောင်ဘက်ကနေတိုက်နိုင်တယ်။တနါရီကိုပင်လယ်မိုင်15မိုင်ကနေ20မိုင်လောက်တော်တော်လေးအားကောင်းတဲ့အခြေအနေပါ။ဟုတ်ကဲ့။တခါတရံမှာလေမိုင်30ကနေ35အထိပြင်ထန်နိုင်ပါတယ်။ဟုတ်တနါရီမိုင်30 35ဆိုတာတော်တော်လေးပြင်းထန်တယ်လေတိုင်တော့เนาะ line အခြေအနေကတော့ဘယ်လိုရှိနိုင်ပါလဲဟုတ်ပါတယ် ဲ့ဒီလေတိုင်နှုံးကြောင်းလှိုင်းနေလဲတော်တော်ကြီးနိုင်ပါတယ်ခမန်းချေဆေဘေးကနေဆေဘေးလောက်ထိမြင့်တက်နိုင်ပါတယ်ဆေဘေးကနေဆေဘေးဟုတ်ကဲ့ဒီလိုလှိုင်းအမြင့်ရေလေပြင်းတိုင်နှုံးရေကအထူးသဖြင့်လေငယ်လေးတွေငါဖန့်လေးလေးတွေအတွက်အန်ဒီတော်တော်များပါတယ်ဟုတ်ပါမယ်လေကိုထင်းချုပ်ရခက်နိုင်သလိုလှိုင်းပုတ်တာကြောင့်လေမောက်တာမျိုးထိဖြစ်နိုင်တယ်လေပြီးတော့မူကြောင့်အမြင်သာကျင်းသွားတာကလည်းတခြားတင်ပေါ်တွေနဲ့တိုက်မိနိုင်ခြင်းရှိစေတာပေါ့ဟုတ်ကဲ့ ဒါကြောင့်ဒီနေ့တနင်္သာရီကံယုတ်တန်ခီးစဉ်ကတော့စင်ခေါ်မှုများတယ်လို့ပြောလို့ရပါတယ်တော်တော်တတိထားမယ့်အခြေအနေပါပဲဒါဆိုရင်ရန်ကုန်ကနေရခိုင်ကမ်းရိုးတန်းခီးစဉ်ဘက်ကရောအလားတူပဲလားဒါမှမဟုတ်ကွာခြားချက်တွေရှိသေးလားရှင်ရခိုင်ကမ်းရိုးတန်းဘက်မှာလည်းအခြေအနေကအများစုတူပါတယ်မိုးချင်းနေအမြင်တာကန့်တချက်လိုင်းအမြင့်ရှစ်ပေကနေဆယ်ပေလောက်ဆိုတာက တနင်္သာရီဘက်နဲ့အတူတူလောက်ပါပဲအင်းနေရာနဲ့မိုးထီချုံရွာနိုင်တယ် မိုးရွာရင်အမြင်တာတမိုင်လောက်ပဲရှိနိုင်တယ်။လေတိုင်းတို့ပြင်းအားကလည်းတနာရီ15 10မိုင်တကားရရန်30 35မိုင်အထိရှိနိုင်တာအထူးတူပါပဲ။ဟုတ်ကဲ့။ဒါပေမဲ့တိတိသားသားကွာခြားသွားတာတစ်ခုရှိရဲ့။အဲ့ဒါကလေတိုက်တဲ့အရာမျက်နာပါ။ဟုတ်လား။ဘယ်လိုကွာခြားတာလဲ။ရခိုင်ဘက်မှာတော့အရှိဒါမှမဟုတ်အရှိမြောက်လေတိုက်ခတ်မယ်လို့ခန့်မှန်းထားပါတယ်။တနင်္သာရီဘက်ကတောင်အနောက်တောင်လေနဲ့လာရမတူတော့ဘူးပေါ့။ 哦，你在在也没拿瓜茶木个，本来开拖拉木不比路一般呢吧嘞？大哥，等宝瑞、雷瑞一段，开身酒店偏生意嘛，多多业绩吧嘞，看呀，我嘛表扬人，一开把嘛一些些苗雷说那个，公园边个呢，本来不过带点雷啵。OK。တနင်္သာရီဘက်ကတောင်အနောက်တောင်လေကတော့ပင်လယ်ဘက်ကနေကမ်းခြေဘက်ကို တိုက်တဲ့သဘောရှိတယ်ဆိုတော့ လေးချောင်းအတိုက်ခုံမောင်းလာသလားလေးကိုဆံပြီးတွားရသလားဆိုတော့ပုံမူတီပြောလေတင်ပေါ်ရဲ့အမျက်နှုံးလောင်စာစီတုံးဆွမှုလုံကြုံစိတ်ချရမှုတွေကွာခြားသွားနိုင်တယ်လေอืมဟုတ်ကဲ့ဒါကြောင့်လေးပြင်းလာတူရင်တောင်မှလေးလာရအရက်ကအရေးပါတဲ့အချက်တစ်ချက်ဖြစ်နေတာပါလက်ရှိခြေနေကိုရှင်းပြတာကျေးဇူးတင်ပါတယ်အခုအတိတ်ကိုခဏပြန်ကြည့်ရအောင်အောက်တိုဘာလနောက်ဆုံး၁၀ရက်ပတ်အတွင်းရာသီဥတုခြေနေကိုပြန်တုံးတက်ထားတဲ့စိုက်ပျိုးရေးမိုးလင်းဝတ္တအစည်းအဝေးခန်းစာကိုကြည့်ကြရအောင်။ဟုတ်ကဲ့။ ဒီအပိုင်းမှာတကယ်စိတ်ဝင်စားစရာကောင်းတာကလေဖျားနယ်ရဝံညခုဖြစ်ခဲ့တယ်။အထူးသဖြင့်ဆိုက်ကလုန်းမုန်တိုင်းမွန်တာပါဝင်ခဲ့တာပဲနော်။ဟုတ်ပါတယ်။အော်တိုဘတ်တတိယဇေယျပတ်ကဘင်္ဂလားပင်လယ်အော်မှာတတော်လေးလွန်ရှားမှုများခဲ့ပါတယ်။လေဖျားနယ်ရဝံနှစ်ခုတောင်ဖြစ်ခဲ့တယ်။ဟုတ်ကဲ့။ပထမတစ်ခုကအော်တိုဘတ်27မှာစဖြစ်ပြီးတော့23ရက်နေ့မှာအိန္ဒိယတောင်ပိုင်းခန်းချီကိုဝင်သွားခဲ့ပါတယ်။အင်းဒုတိယတစ်ခုကဆိုက်ကလုန်းမွန်တာပေါ့။အဲ့ဒါကပိုပြီးအပြင်းခဲ့တယ်ထင်တယ်။မှန်ပါတယ်။ ဒုတိယလေဖျားနယ်ရဲ့ဝန်ကအောက်တိုဘာ24မှာဘင်္ဂလားပင်လယ်အော်ရှီတောင်ပိုင်းမှာစဖြစ်ဟုတ်ကဲ့ပြီးတော့တပြေးပြေးအားကောင်းလာပြီးအောက်တိုဘာ29မှာစိုက်ကလုန်းမွန်တိုင်းမွန်တာထစ်လာတယ်28မှာကျတော့အားကောင်းတဲ့စိုက်ကလုန်းမွန်တိုင်းဖြစ်လာတယ်อืมဟုတ်ကဲ့နောက်ဆုံးအောက်တိုဘာ29ရက်နေ့မနက်မှာအိန္ဒိယနိုင်ငံကာဂီနာရာမြို့တောင်ဘက်ကမ်းခြေကိုဝင်ရောက်သွားခဲ့ပါတယ် ဒီတော့မွန်ထာကမြန်မာနိုင်ငံကိုတိုက်ရိုက်မဝင်ခဲ့ဘူးပေါ့ဒါပေမဲ့ဒီလိုအိမ်ကြီးချင်းနိုင်ငံကိုဝင်သွားရဲ့မွန်တိုင်းတွေကိုလည်းစောင့်ကြည့်ဖို့လိုတယ်ဆိုတဲ့သဘောလားရှင်အတိအကျပါပဲမွန်တိုင်းကကိုယ်နိုင်ငံကိုတိုက်ရိုက်မဝင်ဘူးဆိုရင်သူရဲ့တက်ရောက်မှုကရှိနိုင်တယ်လေဥမာမွန်တိုင်းကြောင့်ဘင်္ဂလားပင်လယ်အော်ထဲမှာလေစီးကြောင်းပုံစံတွေပြောင်းသောနိုင်တယ်ဟုတ်ကဲ့မိုးတုံးလီရဲ့အားနည်းအများကိုတက်ရောက်မှုရှိစေနိုင်တယ် ဒါတွေကမြန်မာနိုင်ငံမိုးရွာသွန်းမှုပုံစံကိုတွေ့ဝိုက်ပြီးပြောင်းလဲစေနိုင်တာပေါ့။အော်ဟုတ်ကဲ့။ဒါကြောင့်ဘန်လျာကိုဥတည်နေတယ်ဆိုတော့ကိုမြဲစောင့်ကြည့်နေရတာပါ။အဲဆိုစေဝင်စားစရာအကောင်းဆုံးကချက်ကဒါပဲဆန်ကလိုမုန်တိုင်းဖြစ်ရပြီမဲ့အောက်တိုဘာနောက်ဆုံးဆေးရပတ်မှာမြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှုကဘယ်လိုရှိခဲ့လဲဟုတ်အစီရင်ခံစားရာတနင်္သာရီတိုင်းဒေသကြီးတစ်ခုတည်းမှာပဲပြားမြမိုးရေချိန်တပိုခဲ့ပြီးကျန်တဲ့တိုင်းနဲ့ပြည်နယ်အလုံးနီးပါးမှာပြားမြအောင်ညှော့နေခဲ့တဲ့ဆိုတော့ဒါကနည်းနည်းအောင်းအောဆရာပဲနော်ဟုတ်ပါတယ် ဒါဆိုင်ကလုန်းမုန်တိုင်းရဲ့လမ်းကြောင်းကြောင်းလို့အဓိကပြောလို့ရပါတယ်။သူကဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကိုဥတီပြီးတော့အိန္ဒိယကမ်းခြေဘက်ကိုဝင်သွားခဲ့တာလေ။ဟုတ်ကဲ့။ဆိုလိုတာကမြန်မာကမ်းရိုးတန်းနဲ့အတော်လေးဝေးတဲ့လမ်းကြောင်းအတွေသွားခဲ့တာ။ဒါကြောင့်သူ့ရဲ့တိုက်ရိုက်မှုရွာစေတဲ့တက်ရောက်မှုကမြန်မာနိုင်ငံပေါ်မှာအနည်းဆုံးဖြစ်ခဲ့တာပါ။အင်း။တနင်္သာရီတိုင်းကတော့ဖရဝီအနေထားရဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ကပလီပင်လယ်ပင်က ရင်းငွေတွေကိုပို့ပြီးဖမ်းယူနိုင်တဲ့အတွက်ပုံမှန်ထပ်ပို့ရွာခဲ့တာဖြစ်နိုင်ပါတယ်။ဟုတ်ကဲ့။ ပါမယ်ကျန်တဲ့နေရာတွေမှာတော့မိုးတိုင်းရှိပြီပဲမိုးနှဲနေတာမှန်ပါတယ်မိုးရွာတဲ့ရက်ဤတွဲကွာချချက်ကလည်းတကြိုလေးချင်ရှားတယ်နော်တနင်္လာနေ့အဲကော့ထောင်းမှာခုနှစ်ရက်ရွာပြီးကြားပြင်းနဲ့မှာတရက်မှမရွာခဲ့ဘူးဆိုတော့ဟုတ်ကဲ့ဒါကအဲ့ဒီဆေးတက်ကလာအတွင်းမှာကိုပဲမြန်မာနိုင်ငံအတွင်းမှာရာသီဥတုပုံစံဘလောက်ကွဲပြားတယ်လဲဆိုတော့ပြနေတာပါတောင်ပိုင်းကမ်းရိုးတန်းဒေသမှာမိုးရက်များနေချိန်မှာကုန်းတွင်ပိုင်းကြားလို့နေရာမျိုးမှာမိုးလုံးဝမရွာတာက ဒေတာလိုက်ရာသီဥတုကွာချောင်းကိုဘလောက်ကြီးမားနိုင်လဲဆိုတာကိုပြသနေတာပေါ့အပူချင်ဘက်ကလူကြည့်ရင်ရောအစီရင်ခိုင်စာထဲမှာနေရောညပါအများစုကပုံမှန်ထပ်ပို့ပူခဲ့တယ်လို့ဆိုရတယ်။ဒါနဲ့မဲ့ရခိုင်လိုတချို့နေရာတွေမှာညအပူချင်ကပုံမှန်အော်တော်ရောက်ခဲ့တယ်ဆိုတော့လေတွေ့ရတယ်။ဒါဘလို့ဖြစ်နိုင်တာလဲ။မှန်ပါတယ်။အောက်တိုဘာနောက်ဆုံးဆေးရပတ်မှာနေအပူချင်ရောညအပူချင်မှာနေရာအများစုမှာပုံမှန်ပြန်ပြန်ထပ်ပို့ပူခဲ့ပါတယ်။တခါတလေ9ဒီဂရီဖရင်ဟိုင်လောက်ကတိပို့ခဲ့တာရှိတယ်။ဟုတ်ကဲ့။ဒါမဲ့ ညာဘက်အပူချိန်မှာတော့ရခိုင်ဘဲကူတောင်ပိုင်းစကိုင်းအဲ့ထက်ပိုင်းကယားအေဝဒီကရင်ရှမ်းတောင်ပိုင်းဒီမှာပုံမှန်အောက်ရော့ကျခဲ့တာမှန်ပါတယ်အထူးသဖြင့်ရခိုင်မှာ9ဒီဂရီဖေရင်ဟိုင်လက်အထိတိတိတာတာအေးသွားခဲ့တာကထူးခြားချက်ပါအင်းဘာကြောင့်ဖြစ်နိုင်လဲဒါကလေအဲ့ဒီဒေတာတွေမှာအဲ့ဒီအချိန်တုန်းကမိုတင်ကင်းစင်ပြီးကောင်းကင်ကြည်လင်တဲ့ညာတွေထက်ကဲလို့ဖြစ်နိုင်ပါတယ်အဲ့ဒီခါကျမြေပြင်ကအပူဆွန်ထုတ်မှုများတာကြောင့်ညာဘက်မှာပိုအေးသွားတာမျိုးပေါ့ဟုတ်ကဲ့ ဟုတ်ကဲ့စိတ်ပြိုးရွနဲ့ဆက်ဆက်တဲ့တခြားမူလေဝတ်တဲ့အချက်တွေဥပမာမြေစီလွာအစိုးတက်လိုမျိုးတွေမှာတော့ထူးခြားချက်တွေရှိခဲ့သေးလားအချင်းချို့ပြောရရင်လို့လေထုဆိုထိုင်းစာကနေရာများစုမှာ90ရာနေရာရနဲ့ကြင်ကြရရင်ရှိခဲ့ပါတယ်ဟုတ်ကဲ့မြေစီလွာအစိုးတက်ကတော့နေရာလိုက်တော်တော်ကွာခြားခဲ့တယ်စစ်ကိုင်းအောက်ပိုင်းနဲ့ရခိုင်မှာချောက်သွေးတဲ့ခြေနေရှိခဲ့ချိန်မှာရန်ကုန်အေရဝတီတနင်္သာရီနဲ့ချင်းပြည်နယ်တွေမှာတော့မြေစီလွာစိုးတက်ကပြည့်ဝတဲ့အစမှာရှိနေခဲ့ပါတယ်ကျန်နေရာများစုကတော့စိုးစွတ်တဲ့ခြေနေမှာရှိခဲ့ပါတယ် ဒီအချက်လက်ဒီအားလုံးကတီးနံနေတဲ့ရှင်သန်ကြီးထွားမှုရေလိုအချက်စီမံခန့်ခွဲမှုတွေအတွက်တောင်းတူတွေစိုက်ပျိုးရေးစီမံကိန်းတွေအတွက်အရေးကြီးတဲ့အချက်လက်တွေပါကောင်းပါပြီအောက်တိုဘာလ3ရက်ချက်ကနေရှေ့ဆက်ပြီးနိုဝင်ဘာလအတွက်ခမန်းချက်တွေကိုကြည့်ရအောင်နိုဝင်ဘာလမှာတော့အခုလို၄ဖြစ်အားနေရဝန်တွေမုံတိုင်းငယ်တွေဖြစ်နိုင်ခြေရှိသေးလားရှင်နိုဝင်ဘာလတလလုံးအတွက်ခမန်းချက်ကိုကြည့်ရင်တော့ ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပင်မှာလေဖြည့်အနေရဲ့ဝန်သုံးကျင်လောက်အထိဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။သုံးကျင်ဟုတ်ကဲ့။ဒါဒီမကတူအဲ့ဒီတဲကနှစ်ကျင်လောက်က အားပိုကောင်းလာပြီးတော့မုန်တိုင်းငယ်အဆင့်အထိရောက်ရှိလာနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ daso november la ga yadi uru katol le lut khan nai me la phit nai de bo aku le shi kapli pin le bin ma teng thu ne la ne ro sat sat mu shi nai la ho bai အခုတိမ်ထူထပ်နေတဲ့အခြေအနေက ပင်လယ်ဖြင်အခြေအနေမတည်ငြိမ်သေးဘူးလေဖီးယားနယ်ရပ်ဝန်းဒီဖြစ်ပေါ်လာဖို့အလားအလာရှိနေစေဆိုတာကို ပြသနေလာပါဟုတ်ကဲ့ဒါကြောင့်နိုဝင်ဘာလမှာလေဖီးယားနယ်ရပ်ဝန်းတုံးကျင်းမုန်တိုင်းငယ်နှစ်ကျင်းလောက်ဖြစ်နိုင်တယ်ဆိုတဲ့ခန့်မှန်းချက်ကလက်ရှိအခြေအနေနဲ့ကန့်ညီမှုရှိနေပါတယ်ဆိုလိုလားကဆောင်းဦးရသည့်ကုပြောင်းကျင်းမှာ မတည်ငြိမ်တဲ့ယာတီဥရုအခြေအနေတွေဆက်ရှိနေနိုင်သေးတယ်ဆိုတာပါပဲ။တလောင်းလုံးအတွက်မိုးရွာသွန်းမှုကလည်းဘယ်လိုရှိနိုင်မလဲ။အောက်တိုဘာနောက်ဆုံးပတ်ကနေရာများစုမှာပြင်းပြအောင်ဖြစ်ခဲ့တာနဲ့ရင်ရင်ပြောင်းလဲမှုရှိမလား။နိုဝင်ဘာတလောင်းမှာတော့စစ်ကိုင်းတိုင်းအထက်ပိုင်းခချင်းပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာရွာသွန်းမြဲထပ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားတာပါ။အင်း။ကြံတဲ့တိုင်းနဲ့ပြည်နယ်အားလုံးနှီးပါမှာတော့ရွာသွန်းမြဲပမာဏလောက်ပဲမိုးထစ်ချုံရွာနိုင်တယ်လို့ဆိုပါတယ်။ ရွာထုံးမြဲလောက်ဟုတ်ကဲ့တကအော်တိုဘားလက်ကောင်မိုင်းနဲ့ရှင်းရင်တော့မိုးရွာသွန်းမှုခြေနေနည်းနည်းပြန်ကောင်းလာနိုင်တယ်လို့ယူဆနိုင်တာပေါ့ဒါပေမဲ့ရွာသွန်းမြဲလောက်ဆိုတာကနိုဝင်ဘာလအတွက် ပုံမှန်မိုးရွာသွန်းမှုပမာဏကိုဆိုလိုတာပါဟုတ်ကဲ့မိုးရွာမဲ့ရွက်ရွက်တဲ့ပုံစံကတော့အော်တိုဘားလက်ကောင်ပိုင်းလိုပဲတောင်ပိုင်းနဲ့ကမ်းရိုးတက်မှာပူမြောင်းဦးမှာလားပုံစံကတော့လာတူရှိနေနိုင်ပါတယ်ခင်ဗျရန်ကုန်ပဲခူးအရှေ့ပိုင်း အရာဝတီတနင်္သာရီဂရင်ချင်းမွန်ရခိုင်နဲ့ရှမ်းတောင်ပိုင်းအရှေ့ပိုင်းတို့လိုတောင်ပိုင်းနဲ့ကမ်းရိုးတန်းဒေသတွေမှာတလားလုံးမှာ၈ရက်ကနေ၁၂ရက်လောက်အထိမိုးရွာနိုင်ပါတယ်။အင်းကုန်းတင်းပိုင်းဒေသတွေဖြစ်တဲ့နေပြည်တော်မန္တလေးပဲခူးအနောက်ပိုင်းမကွေးစစ်ကိုင်းကချင်းကယားနဲ့ရှမ်းမြောက်ပိုင်းတို့မှာတော့၃ရက်ကနေ၇ရက်လောက်ပဲရွာနိုင်တယ်လို့ခန့်မှန်းထားတာပါ။ဒီတော့မိုးရဲ့ကွာခြားမှုကဆက်ရှိနေအောင်ပါ။အပူချိန်နဲ့ပတ်သက်လို့ရော နိုဝင်ဘာဆိုတော့နည်းနည်းအေးလာဖို့မျောလဲလို့ရပြီလားနောက်ပြီးမြူကောညအပူချိန်တွေပတ်တယ်လို့ကတော့စကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာနိုဝင်ဘာလရဲ့ပုံမှန်ပြည်မြအပူချိန်ထက်တက်တမ9ဒီဂရီဆင်ဆီယပ်လောက်တက်တမ9ဒီဂရီဟုတ်ကဲ့ဒါက3ဒီဂရီဖိုင်ဟိုင်းနီးပါးရှိပါတယ်အဲ့ဒီလောက်အထိပိုပိုနိုင်တယ်လို့ခန့်မှန်းထားပါတယ်ပိုပိုနိုင်တယ်ပို့ဟုတ်ကဲ့ဇန်နဝါရီမှာတော့ပုံမှန်ပြည်မြအပူချိန်လောက်ကရှိနိုင်ပါတယ်ဆိုလိုတာကတော့ မြန်မာပြည်မြောက်ပိုင်းမှာညတွေကထင်တလားအေးချင်မှအေးဦးမယ်ဆိုတဲ့သဘောပါဟုတ်ကဲ့နောက်တစ်ချက်ကမြူပါဒါကနိုဝင်ဘာလကအရေးပါတဲ့ချက်ထင်လာနိုင်တယ်အထူးသဖြင့်စစ်ကိုင်းထက်ပိုင်းကချင်းချင်းမွန်ရှမ်းပြည်နယ်တွေမှာဒီလောက်မှာ16ရက်ကနေ20ရက်လောက်အထိအများကြီးပဲဟုတ်တယ်ဆိုလိုတာကလာရဲ့သုံးပုံနှပုံလောက်မှာမနက်ပိုင်းမြူထူတယ်ဆိုင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ကြားနဲ့ကရင်မှာ17ရက်ကနေ15ရက်ကျန်တဲ့အလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတော့ နာရက်ကနေ10ရက်လောက်မြူဆိုင်နိုင်ပါတယ်တလားမှာရက်20လောက်မြူဆိုင်နိုင်နေဆိုတာကတော်တော်များတာပဲဒီမြူထူတွေကဘာပဲကိုတဲရောက်မှုအများဆုံးဖြစ်စေနိုင်ပါသလဲမြူထူတိုင်းတဲ့အဓိကတဲရောက်မှုကတော့တဲယူပို့ဆောင်ရေးပါပဲအထူးသဖြင့်လေချောင်းခရီးစဉ်တွေကွန်လန်းခရီးထွာလာမှုတွေမှာအမြင်တာအလွန်မင်းကန့်တတ်သွားတာကြောင့်ခရီးစဉ်တွေနောင်နေတာဖြတ်တန်းရတာတွေဖြစ်နိုင်တယ်ဟုတ်ကဲ့နောက်ပြီးရင်တိုက်မှုအန္တရာယ်လေးလည်းပုံများစေနိုင်တာပို့စက်ပြိုးကြီးမှာတော့ မြူကပင်အတွက်အစိုးရနေနေပေးနိုင်တယ်မဲ့မြူရမ်းထူပြီးလင်းငိမ့်နေရင်မိုးရောကတချို့ပြန်ပွားမှုကိုအားပေးနိုင်တာမျိုးလည်းရှိတော့ပါတယ်တလုံးလုံးခမန်းချက်ကိုကြည့်ပြီးပြီဆိုတော့နိုဝင်ဘာလရဲ့ပထမဆယ်ရက်ပတ်ကိုတည်တံ့ကြည့်အောင်ခုနကပြောတဲ့လေဖျားနေရဲ့ဝန်ဖြစ်နိုင်ခြေကဒီအစိုးပိုင်းကာလမှာကလေးကစပြီးတွေ့ရနိုင်လားဟုတ်ပါတယ်တလုံးလုံးခမန်းချက်ထက်ကလေဖျားနေရဲ့ဝန်တုံးခြင်းဖြစ်နိုင်ခြေရှိတယ်ဆိုတာကဒီပထမဆယ်ရက်ပတ်မှာတစ်ချိန်ပါဝင်နေပါတယ်အော်ဟုတ်ပြီခမန်းချက်အရာ နိုဝင်ဘာပထမဆက်ရက်ပတ်အတွင်းမှာကိုပဲကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနဲ့ရဝုန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးအဲ့ဒါကမုန်တိုင်းရဲ့အဆင့်ကြီးအားကောင်းလာနိုင်ခြင်းရှိတယ်လို့ဆိုပါတယ်ဒါဆိုနိုဝင်ဘာလအစပိုင်းမှာကိုပဲရာဒီယိုတို့ကမတည်ငြိမ်နိုင်တိတ်ဘူးဆိုတဲ့သဘောပေါ့အဲ့ဒီအတိုင်းပါပဲလာအစမှာကိုပဲလီဖီအားနဲ့ရဝုန်ဖြစ်နိုင်ခြင်းရှိနေတာကဆက်ပြီးမတည်ငြိမ်တဲ့ရာဒီယိုတို့အခြေအနေကိုညွန်ပြနေတာပါ ဒီပထမဆယ်ရက်တာအတွင်းမိုးရွာသွန်းမှုကတော့ဘယ်လိုရှိနိုင်မလဲတလလုံးခမန်းချက်နဲ့ဘယ်လိုကွာမလဲဒီပထမဆယ်ရက်ဘက်ကမိုးပုံများနိုင်တဲ့အလားလာရှိပါတယ်ခမန်းချက်အရာကြားပြင်းနေတဲ့ရှမ်းပြင်းနေနှစ်ခုကလွဲပြီးတော့ကြံတဲ့နေပြီးတော့တိုင်းဒေသကြီးပြင်းနေအားလုံးမှာရွာသွန်းမြက်တဲ့ပုံနိုင်တယ်လို့ဆိုပါတယ်အများစုကပုံနိုင်တာပေါ့ဟုတ်ပါတယ်ဆူရိုဒါကနွေမှာအစပိုင်းဆယ်ရက်အတွင်းမှာနေရအတော်များများမှာပုံမှန်တဲ့မိုးပူရွာနိုင်တယ်ဆိုတဲ့အသေးပဲပါ မိုးရွာမဲ့ရဲ့အရက်တော်ပုံစံကတော့တလားလုံးခမန်းချက်နဲ့တူနေဦးမှာလားမိုးရဲ့ပုံစံကတော့အလားတူပါပဲကမ်းရိုတိုင်းတဲ့တောင်ပိုင်းဒေသတွေမှာပိုများနေဦးမှာပါရန်ကုန်ပဲခူးအေရဝတီတနင်္သာရီချင်းမွန်ရက်ခိုင်တို့မှာဒီ၁ရက်အတွင်း၇ရက်ကနေ၉ရက်လောက်အထိရွာနိုင်ပါတယ်ဟုတ်ကဲ့ကွန်တွင်းပိုက်ဒေသတွေမှာတော့၄ရက်ကနေ၆ရက်လောက်ရွာနိုင်တယ်လို့ခန့်မှန်းပါတယ်အပူချေနဲ့မြူချစိမှုကတော့ဒီ၁ရက်ပတ်အတွင်းဘယ်လိုရှိနိုင်မလဲရှင် မြအပူချင်းကတော့ဤပြည်တော်မန္တလေးမကွေးစကိုက်ကရာချင်းနဲ့ရှမ်းတန်ပိုင်းဒီမှာပုံမှန်ပြမအပူချင်းထက်တတမ9ဒီဂရီဆယ်စီယပ်နဲ့အထက်ပိုနိုင်တယ်လို့ဆိုပါတယ်။อืมအလဲပိုင်းနဲ့မြောက်ပိုင်းတွေပေါ့နော်။ဟုတ်ကဲ့။ဆိုတော့အလဲပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာညတွေကပိုပိုနေနိုင်ပါတယ်။ကြံနေရာတွေကတော့ပုံမှန်လောက်ပဲရှိနိုင်ပါတယ်။မြူးချဆင်းမှုကတော့တလာလုံးခတ်မှန်းချက်လောက်ရဲ့အညက်တွင်မမြပါပဲရှိနေသေးပါ။ဟုတ်ကဲ့ စကိုင်းတက်ကချင်ချင်းမွန်ရှောင်းဝီနေရီမှာဒီစင်ရက်တွင်လေရက်နဲ့6ရက်လောက်ဂျန်နီယမြတ်စုမှာစင်ရက်ကနေ3ရက်လောက်မနက်ပိုင်းမျိုးတို့ဒီစိုင်းနိုင်ပါတယ်ဒီတော့အချက်လန်အလုံးကိုပြန်ခြုံငုံကြည့်ရရင်လေအော်တိုဘာလနောက်ပိုင်းမှာဆိုက်ကလုန်းမွန်တာဖြစ်ခဲ့ပေမဲ့မြန်မာပြည်မိုးရွာသွားမှုအပေါ်တိုင်းလိုက်တရောက်မှုနည်းခဲ့ပုံရတယ်ဟုတ်ကဲ့ဒါပေမဲ့အခုလက်ရှိမှာတော့ကမ်းရိုးတန်းဒေသတွေမှာမိုးလေလိုက်အားကောင်းနေလို့ပင်လယ်ပြင် ခီးသွားလာမှုအတော့အစင်ခေါ်မှုတွေရှိနေတယ်မှန်ပါတယ် ရှေ့ဆက်ပြီးနိုဝင်ဘာလမှာလဲလေဖြစ်အားနဲ့ရဲ့ဝန်းဒီမုန်တိုင်းငယ်ဖြစ်နိုင်ခြေရှိနေလို့မတိငိမ့်တဲ့ရာဒီဥတုဆက်ရှိနိုင်တဲ့အထူးသဖြင့်မြန်မာပြည်မြောက်ပိုင်းမှာညတွေပိုးပူနိုင်ပြီးနေရာတော်တော်များများမှာမနက်ခင်းမြူထူရှိုင်းတာတွေမကြာခဏကြုံတွေ့ရနိုင်တယ်လို့မျှော်လင့်ထားရမယ်ပေါ့နော်ဟုတ်ပါတယ်ဒီခဏန်းချက်တွေကဖြစ်နိုင်ခြေတွေကိုညွန်ပြနေတာပါ အမြဲတမ်းစောင့်ကြည့်အကဲခတ်နေဖို့အရေးကြီးပါတယ်ခင်ဗျာ အထူးသဖြင့် ကန်ယိုရန်ဒေတာနေပြည်သူတွေပင်လယ်ပြင် ခီးသွွာလာသူတွေနားပိုင်းလုပ်ငန်းလုပ်ကင်သူတွေနဲ့စိတ်ပြေးလုပ်ငန်းလုပ်ကင်နေတဲ့တောင်သူတွေစီမံခန့်တောင်းဝန်ရှိသူတွေအတွက်ဟုတ်ကဲ့အော်တိုဘာလာကမုံတိုင်းဖြစ်စဉ်တွေကလက်ရှိအခြေအနေနဲ့ဘလို့ဆက်ဆက်နေသလဲနိုဝင်ဘာလခမန်းချက်တွေကဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်သလဲဆိုတာကိုချိန်ဆက်နားလည်ထားဖို့လိုအပ်ပါတယ်ရာဒီယိုတို့ထီစဉ်တွေကတခုနဲ့တခုသက်ရောက်မှုရှိနေတယ်လို့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာချက်လေးတခုထားခဲ့ချင်ပါတယ် ီနိုဝင်ဘာလမှာနောက်ထပ်၄ဖြီအားနဲ့ရောက်ဝန်းနေမုန်တိုင်းငယ်တွေတောင်ချစ်လာနိုင်တယ်လို့ခန့်မှန်းထားတဲ့အတွက်လေဒေတာကန်အတိုင်းဝိုင်းနေနေဘလို့ကြိုတင်ပြင်ဆင်ထားနိုင်မလဲဟုတ်ကဲ့မိုးကြီးတာလေပြင်းတိုက်တာလို့ direct တဲ့ရောက်မှုတွေအတွက်ရောမြူကြောင့်ဖြစ်တဲ့တယူပို့ဆောင်ရအခက်ခဲလေဒါမှမဟုတ်မိုးရွာတွဲမှုအပြောင်းအလဲကြောင့်ဖြစ်လာနိုင်တဲ့စိုက်ပျိုးရေးဆိုင်ရာစိန်ခေါ်မှုတွေလို့တွယ်ဝိုက်တဲ့နောက်ဆက်တွဲတဲ့ရောက်မှုတွေအတွက်ပါ ဘလို့အကောင်းဆုံးဖြစ်စင်မှုတွေလှုပ်ထားနိုင်မလဲဆိုတာကိုကြိုတင်စဉ်းစားထားဖို့အရေးကြီးတယ်လို့ထင်ပါတယ်ရှင်